ခတ်ဖဲနန်ဟာဂျမေကာကလူမဲတယောက်ဖြစ်ပြီးလန်ဒန်မြို့တောင်ပိုင်းမှာကြီးပြင်းခဲ့ပါရင်1993ခုနှစ်မှာသူကညကလလုံရွှဲအနေနဲ့အလုံးလုံးနေတဲ့အချိန်အလုံးကိုရောက်ခါစမှာပဲသူမသိတဲ့လူတစုကသူ့စီကိုရှီကတ်လာခဲ့ပါရင်သူတို့အထဲကတယောက်ဟာသူ့ကိုတနတ်နဲ့ပြစ်ခဲ့ပါရင်1994ခုနှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီအချိန်ကကက်ထာအသက်16နှစ်အရွယ်ကောင်လေးတယောက်ပဲရှိသေးတာပါ။သူဟာသူ့ရဲ့မြို့ကအဓိကအင်္ဂလိပ်ဘောလုံးအသင်းဖြစ်တဲ့ဝက်ဟမ်ယူနိုက်တက်ရဲ့ပွဲကိုကြည့်ဖို့အတွက်သွားနေတဲ့အချိန် ဝက်ထန်အားပေးသူ၃ယောက်အရိုက်ခံနေရတာကိုမြင်လဲရပါတယ်။သူတို့၃ယောက်ကအချက်ချင်းဆုတ်ပြီးတော့ဆော့ဘက် crew လို့ခေါ်တဲ့အုပ်စုကဝက်ထန်အားပေးသူနဲ့တွေ့ခဲ့ပါတယ်။သူတို့ကိုနိုင်ငံခြားသားလို့ထင်ပြီးတော့ဝိုင်းရိုက်ဖို့လုပ်နေတော့သူတို့ကဟိုဖက်ကအတင်းကလူတွေဝက်ဟန်အတင်းကိုအားပေးတဲ့လူတွေကိုရိုက်နေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာဆိုရင်ဆော့ဘက် crew ရဲ့ခေါင်းဆောင်ဟိုကန်က gap ကိုချက်ချင်းပဲလိုက်ပြခိုင်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ gap ကဟူလီကန်တွေရဲ့လောကကိုနားမလည်သေးသလိုဘောလုံးအသင်အားပေးသူတွေအကြားရန်ဖြစ်တာကိုလည်းတခါမှမကြုံဘူးတေးပါဘူးဒါပေမဲ့စေကျော်တဲ့အရွယ်မှာရှိတဲ့သူ့အနေနဲ့အဲ့ဒီအရာကိုအယံမိုက်တယ်လို့မြင်ခဲ့ပြီးဟိုကန်ကိုလည်းအားကြတဲ့အတွက် cap နဲ့သူ့တငယ်ရှင်တွေဟာရန်ပွဲမှာပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါပြီသူကလူဝေကိုရရတဲ့ခန်းစားချက်အားအယံတိုက်ခဲ့ပါပြီကမကောင်းစွာနဲ့ပဲဒီဖြစ်ရပြီးမှ cap နဲ့ဟိုကန်နေရောက်စလုံးရဲရဲဖန်စီတာကိုခံခဲ့ရပါပြီ ဒီလိုနဲ့1958ခုနှစ်ကိုပြန်သွားလိုက်မယ်ဆိုရင်တော့ကျပါတနစ်မပြည့်ဒီခေတ်မှာပဲအသက်49နှစ်အရွယ်လင်မယားဖြစ်တဲ့ဆက်စီနဲ့ဒါရဲ့မွေးစားရှင်းကိုခံခဲ့ရပါပြီ။ခက်ပြဲမွေးစင်းနမည်ကကာရိုပီနတ်ပဲဖြစ်ပါပြီ။မွေးစားခံရပြီးကတည်းကသူဟာလူဖြူရည်ပဲရှိတဲ့အလယ်လက်တန်းစားအောက်ပိုင်းရက်ွက်တစ်ခုမှနေထိုင်ခဲ့ပါပြီ။ကလေးဘွားကတည်းကသူဟာလူမျိုးရဲ့နောက်ဆက်မှုရဲ့ပြစ်မှတ်ဖြစ်ခဲ့ရပြီးသူ့ရဲ့ចောင်းတငယ်ရှင်တွေတင်မကပဲအရွယ်ရောက်ပြီးတဲ့အိမ်နီးရှင်တွေကပါသူ့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ခဲ့ကြပါပြီ။ ဒါကသူ့ကိုကိုယ့်ကိုယုံကြည်မှုနှဲပါစေခဲ့ပြီးတော့လူဖြူကောင်းလေးတယောက်ဖြစ်ရှင်စေခဲ့ပါရင် သူကအရေးပြားကိုစက်ပြနဲ့အမြဲတမ်းတိုက်လိရှိပြီးတော့နည်းနည်းလေးဖြူလာမယ်လို့မျောလင့်ထားခဲ့ပေမဲ့အချိန်လေးကြာလာတာနဲ့အမျှသူ့ရဲ့စူးစမ်းမှုကအရှိနီဖြစ်တဲ့ဆိုတော့သူတိလာခဲ့ပါရင်အရေးပြားအယောင်ကြောင့်မဟုတ်ပဲနဲ့သူ့ရဲ့မွေးစင်းနာမည်ကြောင့်လည်းသူဟာလောင်ပြောင်ခံရပါရင်ဘာကြောင့်လဲဆိုတော့ကာရူးဆိုတာကမင်းကလေးနာမည်ဖြစ်လို့ပါကန်ကောင်းတာကတော့ခက်မှာသူတို့ရဲ့အကြာကွဲပြားမှုကိုမမြင်တဲ့တငယ်ရှင်တယောက်ရှိနေတယ်ပါရင်သူတို့ကတော့ဖရီးမန်နဲ့ပရင်တစ်ဘလိုပဲဖြစ်ပါရင် အသက်70နှစ်အရွယ်မှာဆိုတော့ cap ကမျက်နှာနဲ့ခန္ဓာကိုယ်မှာဒဏ်ရာဝင်တဲ့အင်ကိုပြင်လာခဲ့ပြီးတော့ဒါကအမြန်ဆုံးပဲပြုစုပေးခဲ့ပါတယ်။အဲ့ဒီအခါမှာ cap ကကာရိုလိုခေါ်ခံရတာဟာသူ့ဘာကြောင့်မကြိုက်တာလဲဆိုတော့ကိုနောက်ဆုံးရှင်းပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒါကမိန်းကလေးနာမည်နဲ့ဆင်သူလိုပါ။အသက်70နှစ်အရွယ်ကောင်လေးဟာ cap လို့ခေါ်တာကိုပူကြိုက်တဲ့အကြောင်းနဲ့အဲ့ဒီနာမည်ကိုသူ့ရဲ့အကြိုက်ဆုံးလက်ဝိတ်တမစီကနေယူထားတာပါ။ ဒါဟာသူတို့အမွေးစားထားတဲ့တားရဲ့နာမည်နဲ့ပတ်သက်ပြီးတိတ်ပြောင်းလဲပေးလို့မရပါဘူး။ဘာကြောင့်လဲဆိုရင်တော့အဲ့ဒါကသူ့မွေးစင်းရဲ့မှာမတ်ပုံတင်ထားပြီးသားဖြစ်နေလို့ပါ။ဒါပေမဲ့သူ့ကိုခက်လို့ခေါ်ဖို့တော့တဘောတူပြီးခဲ့ပါရီ။သူကအသက်၁၀နှစ်အရွယ်မှာဝယ်ဟန်အကြောင်းပို့မှုသိရှိလာခဲ့ပြီးတော့သူ့ရဲ့အားပေးသူဖြစ်လာခဲ့ပါရီ။ပထမတော့သူ့ကိုအဖေဖြစ်သူကဝယ်ဟန်အားပေးသူရဲ့စုဝေးကြတဲ့ဘီယာဆိုင်စီခေါ်သွားခဲ့ပါရီ။ ပရမဆုံးအချိန်အဲ့ဒီကိုရောက်တဲ့အခါမှာသူ့ရဲ့အသားအယောင်ကြောင့်လူတစ်ယောက်ကသူ့ကိုမောင်းထုတ်လူနေပါဖြစ်ခဲ့ပါရီးဒါပေမဲ့ဆက်စီကဒါကိုတားဆီးနိုင်ခဲ့ပါရီးအဲ့ဒီနောက်ပိုင်းကက်ပနဲ့ဆက်စီဟာဘလုံးပွဲကိုအတူတူပို့ပြီးများလာအောင်ကြည်လာကြပါရီးအဲ့ဒီနောက်သူကဖရီမန်နဲ့ပရင်တင်တိုနဲ့အတူအဲ့ဒီကိုတွားလာခဲ့ပါရီး cap အသက်14နှစ်အရွယ်မှာစောက်ပန်းအုပ်စုနဲ့ပထမဆုံးရံပွဲဖြစ်ပြီးတော့ရက်အနေငယ်အကြာမှာအဲ့ဒီအတွေ့အကြုံကသူ့ကိုအုပ်စုရဲ့အစိတ်အပိုင်းတစ်ခုလိုမျိုးခံစားစေရပါပြီ။ဒါကြောင့်သူဟာစောက်ပန်းအုပ်စုရဲ့ဘီယာဆိုင်ကိုတွားဖို့ဆုံးဖြတ်ခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့အသားအရောင်ကြောင့်လူတစ်ယောက်ကသူ့ကိုတားဆီးခဲ့ပါပြီ။အဲ့ဒီလူကိုဟိုကန်ကရလိုက်ပြီးတော့ cap နဲ့သူ့ရဲ့တငယ်ရှင်တွေကိုချက်ချင်းပဲဝင်လာဖို့ဖိတ်ခေါ်ခဲ့ပါပြီ။စနေကြပြီးတော့ cap printing နဲ့ freeman တို့ဟာဟိုကန်ရဲ့အနေအကိုအစားထိုးပြီးတော့အုပ်စုရဲ့အကြီးအကဲတွေဖြစ်လာခဲ့ကြပါပြီ။ တနေ့မှာတော့ဘီယာဆိုင်မှာထိုင်နေတော့သူတို့ဟာအရင်ကအတူတူအုပ်စုမှာတက်တက်ကြွပါဝင်ခဲ့တဲ့ဟိုလီဂန်မဟုတ်တော့ဘဲနဲ့လက်ဝေပွဲကြည်တာကိုပူကြိုက်တယ်လို့ပြောတဲ့ရွေးဆွဲအချင်းသားဟောင်းတယောက်နဲ့တွေ့ဆုံခဲ့ပါရီသူကအမအယွအနေငယ်လုံရင်တော့မှထောင်ကိုပြန်ပို့ခံရနိုင်တဲ့အတွက်အရင်လိုမျိုးပေါ့ပေါ့စားပြဿနာဝေးမလုံနိုင်တော့ဘူးလို့ပြောခဲ့ပါရီခက်ဖာနောက်ဆုံးတော့မိဘရဲ့အိမ်ကနေထွက်ခွာပြီးအီဟမ်ကတိုက်ခန်းတစ်ခုမှနေထိုင်ခဲ့ပါရီသူကဖရီးမာနဲ့အတူစောက်လူရဲ့အလုတ်သမားအဖြစ်အလုတ်လုပ်ခဲ့ပါရီ ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကြီးကြပ်သူကသူတို့နှစ်ယောက်စလုံးဟူလီဂန်တွေဖြစ်တဲ့ဆိုတော့သိတာကြောင့်သူတို့ကိုတိတ်ပြီးမကြိုက်ခဲ့ပါဘူးတစ်ဖက်မှာတော့ print tip ကပိုကန်ကောင်းခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်သူဟာရုံးအလုပ်တစ်ခုရခဲ့လို့ပါ အလုပ်ဝင်တဲ့မအားလက်ကြပေမဲ့သူတို့၃ယောက်ကများသောအားဖြင့်ပိတ်ရက်ဒီမှာဝက်ဟန်ကွအားပေးဖို့အတွက်စုဝေးလေးရှိကြပါရင်၈၀ခုနှစ်ဒီမှာဆိုတော့အင်္ဂလန်မှာဟူလီဂန်ဝါဒဟာပုတ်ပုတ်ပြီးပြင်းထန်လာခဲ့ပါရင်ဒိရခန်တည်င်းစာဝေးကများသောအားဖြင့်အချင်းချင်းရန်ဖြစ်ကြတဲ့ဟူလီဂန်တွေရဲ့လောက်ရက်တွေကိုမပြတ်တမ်းတည်င်းတွေဖော်ပြခဲ့ကြပါရင်စောင့်ဘက်အုပ်စုဟာနောက်ဆုံးမှာတော့ပုတ်ပြီးစနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်အောင် Inter City Fan ဒါမှမဟုတ် ICF အဖြစ်နာမည်ပြောင်းခဲ့ကြပါရင် ICF ရဲ့ဥက္ကဋ္ဌအနေနဲ့ GAFA ICF ကိုပို့ပို့ပြီးတော့ လူတိများလာအောင်နဲ့အကြောက်ရဆုံးဟူလီဂန်အုပ်စုအဖြစ်အတိအမှတ်ပြုခံရအောင်ဆဆွဲလန်ကြိုးပမ်းခဲ့ပါရီဝက်ဟမ်ရဲ့အဓိကပြိုင်ဖက်က Leaf United ဖြစ်လို့ဝက်ဟမ် Leaf နဲ့ပွဲတိုင်းမှာ Gap ကပြိုင်ဖက်ပရိတ်သတ်တွေကိုဖောက်ထွင်းမှုစီစဉ်လေးရှိပါရီတခါမှဆိုတော့ Gap ဟာအုပ်စုကိုနှစုခွဲလဲပါရီပရမတစုကိုတိုက်ခိုက်ဖို့တောင်းဝန်ပေးခဲ့ပြီးတော့ဒုတိယတစုကိုခိုးဝင်ဖို့တောင်းဝန်ပေးခဲ့ပါရီ Gap ဟာပရမအဖွဲ့ကိုဦးဆောင်ပြီး BR ဆိုင်အနောက်ကပန်းချံတစ်ခုမှာ leaf rp သူ့ရဲ့နဲ့ရံပြစ်ခဲ့ပါလိတချိန်တည်းမှာပဲဒုတိယအဖွဲ့ဟာလူမရှိပဲ bia ဆိုင်တဲဝင်ပြီးတော့အဲ့ဒီနေရာကိုဖျို့ပြက်လုခဲ့ကြပါလိရလာနေနဲ့သူတို့ဟာ lee united rp သူ့ရဲ့ကိုအရှေ့ရအောင်လုတဲ့နေရာမှာအောင်မြင်သွားခဲ့ပါလိနောက်တရမှာ raw freeman နဲ့ printed တို့က gap ရတိုက်ခန်းမှာစုဝေးခဲ့ကြပါလိ printed က hooligan တွေရဲ့လုရဲ့အကြောင်းသတင်းဖော်ပြထားတဲ့သတင်းစာတစ်စောင်ယူလာခဲ့ပါလိဒါပေမဲ့သတင်းစာရဲ့အဓိကခေါင်းစဉ်ကြီးကတော့ chelsea rp သူ့ရဲ့အကြောင်းဖော်ပြပြီးတော့ ICF ကိုစာမျက်နှာလေးမှာပဲဖော်ပြခဲ့တာကြောင့် gap ကိုစိတ်ဆိုးစေခဲ့ပါရင်ဒါဟာ gap နဲ့သူရဲ့တငယ်ချင်းတွေကိုပို့ပို့ပြီးနမဲကြီးဖို့အတွက်ဆွဆွဲလန်ဖြစ်စေခဲ့ပါရင်တို့ဟာဝင်ငှဖို့အတွက်လုပ်ငန်းကတ်တီတော်မှာပြုတ်လုခဲ့ပြီးတော့အင်္ဂလန်ကတည်င်းစာဝေးရဲ့ပထမစာမျက်နှာမှာဖော်ပြခံရအောင်ပို့ပို့ပြီးတော့တိုက်ခိုက်မှုတွေကိုစီစဉ်ခဲ့ပါရင်မကြခင်မှာပဲခူလီဂန်ကိစ္စကိုမြင်သာအောင်ဖော်ပြနေတဲ့ TV ရုပ်သံလိုင်းတစ်ခုကဆက်သွယ်ခဲ့ပါပြီးကက်ဖရီးမန်နဲ့ပရင်တတို့ကိုအင်တာဗျူးပွဲအတွက်အချက်လက်ပေးမဲ့လူတွေအဖြစ်ဖိတ်ခေါ်ခဲ့ပါပြီးအင်တာဗျူးအတွင်းမှာကက်ကဟူလီကန်တွေဟာရာဇဝတ်တာဝန်မဟုတ်တဲ့အကြောင်းပြောပြပါပြီးသူတို့ဟာသူတို့ကြိုက်တဲ့အသင်းရဲ့အားပေးသူတွေတာဖြစ်ကြပါပြီးသူကဟူလီကန်တွေဟာအပြစ်မဲ့တဲ့သူတွေကိုတိုက်ခိုက်တာလူရတာဒါမှမဟုတ်ကြပန်ဒုက္ခပေးတာဝေလုံးမမဟုတ်တဲ့အကြောင်းလည်းအလေးနဲ့ပြောပြခဲ့ပါပြီးသူကိုဘလုံးလောကထဲကလူမျိုးရေးခွဲခြားမှုအကြောင်းမေးတဲ့အခါမှာတော့သူကအိုင်ဇီယာဖာ သူကိုသူဖြစ်တယ်လို့ပဲလက်ခံခဲ့တဲ့တခုတည်းတော့နေရဖြစ်တဲ့အကြောင်းခက်ခဲမှဖြေခဲ့ပါလိမ့်ဆက်စီနဲ့ဒါတို့ကလည်းဒီအင်တာဗျူးကိုကြည့်ခဲ့ကြပြီးတော့သူ့ကိုလာဖို့ခေါ်ခဲ့ကြပါလိမ့်သူ့အမိကဆွေးနေခဲ့ပါလိမ့်ဘာကြောင့်လဲဆိုရင်သူ့ရဲ့သားတီဗီမှာပေါ်လာတာနဲ့အတိုက်အခံဖက်ကအားပေးသူတွေဒါမှမဟုတ်ဟိုလီကန်တွေကိုနှိမ်နင်းဖို့အတွက်ကြိုးစားနေတဲ့ရဲဝီရဲ့ပြင်မှန်အမှန်တကယ်ဖြစ်လာမှကြောင့်ပါကက်ကသူတို့ကိုစိတ်အေးထားဖို့အတွက်ပြောခဲ့ပါလိမ့်ဘာကြောင့်လဲဆိုရင်သူဟာမာယွန်းတဲ့အရာဘာမှလုပ်ခဲ့တာမရှိတဲ့အကြောင်း ဝမခန့်ခဲ့လို့ပါသူကဟူလီဂန်တယောက်ဖြစ်တာဟာသူ့ရဘဝကိုပုံမအတိတ်ပဲရှိအောင်လုပ်တဲ့နီလန်ဖြစ်တဲ့အကြောင်းရှင်းပြပါလိမ့်သူဟာအမြဲတမ်းဖိနှိပ်ခံရတာနဲ့အဆက်ခွဲခံရတာဝေကိုငင်းဝင်နေခဲ့ပါပြီသူ့အမေကပြောသမျှတိတ်တဆိတ်ပဲနားထောင်နေခဲ့ပါလိမ့်ဒါပေဖြစ်ရှင်ပုံမပြင်းထန်လာခဲ့ပြီးတော့ထိန်းချုပ်မရတဲ့ဟူလီဂန်လှုပ်ရှားမှုတွေကြောင့်ပြည်ထိုင်အစိုးရအနေနဲ့တိတ်ဆိတ်နေလို့မရတော့ပါဘူးဝန်ကြီးချုပ်မာဂရက်တက်ရှာကစီကံချိုးဖောက်တဲ့ဟူလီဂန်တွေကိုနေနေတင့်တယ်လို့တောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့ဝက်ဖမ်က နယူကာဆယ်နဲ့ကစားရမှာပါပွဲမတိုင်ခင်ရဲ့အနေနဲ့အလိုမှာပဲ gap grind ကနယူကာဆယ်အားပေးသူ့နဲ့အရန်ဖြစ်ဖို့အတွက် သူနဲ့သူလိုက်မဲ့အဖွဲတာဝီကိုရွေးချယ်ခဲ့ပြီးတော့ဘယ်လက်နက်တွေယူခွင့်ရှိတယ်ဆိုတာကိုလည်းတတ်မှတ်ခဲ့ပါရီးပွဲရမှာဆိုရင် ICF ကကားနစီနဲ့အဖွဲဝင်အားလုံးကိုတည်ဆောင်ခဲ့ပါရီးခရီးတစ်လျှောက်လုံး gap ဟာသူတို့ရဲ့အောင်မြင်မှုခေါ်ဆိုတန်တွေကိုဆက်တိုက်တည်ဆောက်ခဲ့ပြီးတော့သူရဲ့လက်အောက်ငယ်သားအားလုံးကိုလည်းအားပေးခဲ့ပါရီးခီးဆောင်ရောက်တဲ့အခါမှာ gap ကတယောက်တည်းအရင်ဝင်ခဲ့ပြီးသူတငယ်ချင်းတွေကအနောက်ကနေလိုက်ဝင်ခဲ့ကြပါရီးထိတ်တိုက်တွေးဆမှုရဲ့ရလအနေနဲ့ gap ဟာရဲဝီရဲ့ဖန်ဆီးတာကိုခံလိုက်ရပြီးတော့ hooligan ဖြစ်ရအတွက်ပြည်သိမ်တမိုင်းမှာအသ အရှိဆုံးသောပြစ်ဒဏ်ဖြစ်တဲ့ထောင်ဒဏ်၄နှစ်ချခံခဲ့ရပါတယ်လူမဲတယောက်အနေနဲ့ထောင်မှုဟာအစပိုင်းမှာတော့သူ့ကိုအရှက်ခွဲခဲ့ပါတယ်ဒါပေမဲ့သူဟာဟူလီဂန်တယောက်ဖြစ်တဲ့အကြောင်းသိလိုက်ပြီးရနောက်ထောင်မှုကတုံ့ဆုပ်သွားခဲ့ပြီးတော့အဲ့ဒီအချိန်မှာအဝတ်အစားအရွယ်အစားပို့ကြီးတာတောင်းခဲ့တဲ့သူ့ရဲ့တောင်းဆိုချက်ကိုလည်းလိုက်လျောပေးခဲ့ပါတယ်အစပိုင်းမှာတော့ gap ကိုသူ့ရဲ့အခန်းမှာတခြားသောလူမဲအကျဉ်းတောင်းဝင်နဲ့တွဲထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကသူ့ကိုမကြိုက်ပါဘူးဘာကြောင့်လဲဆိုတော့သူကလူဖြူနဲ့ရင်းနှီးတယ်လို့ထင်နေလို့ပါ သူတို့အရင်ဖြစ်ခဲ့ကြလို့ gap ကိုတခြားအခန်းစီပြောင်းရွှေ့ခဲ့ကြပြီးတော့ပို့ပြီးတော့ဖောက်ပြန်တဲ့လူတစ်ယောက်နဲ့အခန်းတွဲခဲ့ပါရင်တခုထဲတော့ဆိုးရွားတာကအဲ့ဒီလူဟာမွေးရစီဆွဲနေသူဖြစ်ပြီးသူတို့ရဲ့အခန်းထဲမှာမကြာခဏသုံးဆွဲလေးရှိပါရင်ထောင်ထဲမှာတလကြပြန်တော့ gap ဟာရေးကလည်းသူနဲ့တထောင်ထဲမှာရှိနေတဲ့အကြောင်းသိလဲရပါရင် gap ကိုသူနဲ့တွေ့ဖို့အတွက်ခေါ်ခဲ့ပြီးတော့အလုပ်တစ်ခုတော့မှကန်လန့်ခဲ့ပါရင် ဒါပေမဲ့ရေးရကံလန်ချက်ထားရာဆုံးမှုနဲ့ဆက်ဆက်နေမှာကိုဇွေးနာကြောင့်သူကရေးရကြေးပဲငင်းဆုံခဲ့ပါရင်ကပ်နဲ့ရေးအကြဆက်ဆက်ရေးကောင်းတာကသူ့ရဲ့ထောင်ပေါ်ကကိုပူပြီးအဆင်ပြေစေခဲ့ပါရင်အချောင်းကတော့ရေးဟာအဲ့ဒီနေရာမှာအာနာရှိတဲ့လေးစားခံရတဲ့အကျဉ်းသားတယောက်ဖြစ်နေလို့ပါကဲပါသူ့အကြောင်းဇုတ်တုတ်ထုတ်ဝေရှင်တဲ့အတွက်သူ့ရဲ့ဘဝအတွေ့အကြုံတွေအကြောင်းရေးသားရှင်းတဲ့အချိန်ကုန်ဆုံးစီခဲ့ပါရင်ကဲပြရဲ့အခန်းဖော်ဖြစ်တဲ့မူရည်စီဆွဲတဲ့လူကသူ့ရဲ့စာဝေကိုပထမဆုံးဖတ်တဲ့လူဖြစ်လာခဲ့ပါရင် သူကအကြောင်းအရာဝေဟာအမခန့်ကောင်းမှုပြီးတော့ဖတ်တဲ့အရာဝေဖြစ်တယ်လို့ပြောခဲ့ပါတယ်ဖတ်နေတဲ့အချိန်မှာအဲ့ဒီလူကသူ့ကိုသူ့ရဲ့အစိမ်းအမှန်မိသားစုရှာဖို့အတွက်ဖျားယောင်ခဲ့ပေမဲ့ gap ကတော့ sexy နဲ့ဒါကိုပဲသူ့ရဲ့တခုထဲသောမိသားစုအဖြစ်သတ်မှတ်တဲ့အကြောင်းခက်ခဲမှပြောခဲ့လို့အဲ့ဒါကိုသူမလုံရှင်ဘူးလို့ပြောခဲ့ပါတယ် gap ကိုထောင်တန်၄နှစ်ချခဲ့ပေမဲ့1966ခုနှစ်မှာသူ့ကိုလွတ်ပေးခဲ့ပြီးတော့ပြစ်ဒဏ်၃နှစ်သာကြာခံခဲ့ပါတယ် ဇောက်ဖြစ်လာမဲ့သူ့ရဲ့ရေးသားချက်တွေကြောင့်သူ့ဘဝကိုဇေယျထက်တန်စွာနဲ့နေထိုင်ရှင်ပုံရပြမဲ့လေတူထောင်ကနေမထွက်ခင်သူ့ရဲ့ရေးသားမှုအလုံးအသိစေခံလိုက်ရတာကြောင့်သူ့ရဲ့အိမ်မက်ကပြည့်စည်သွားခဲ့ပါလိမ့်ကဲပြေထောင်ကနေလွတ်လာရှင်းကို ICF နဲ့သူ့ကိုတည်တဲ့ဒိဋ္ဌခံတချို့ကပါတီပွဲနဲ့ကြိုးဆူကြပါရီပါတီအတွင်းမှာ gap က အီလင်းဆိုတဲ့ကောင်မလေးကိုမျက်စိမခွန်နိုင်တော့ပါဘူးအဲ့ဒီနေ့မှာပဲကက်ဖာနောက်ဆုံးမှာတော့သူ့စီကိုရှီကပ်ပြီးတော့သူမနဲ့တိကျွမ်းခွင့်ရရှိခဲ့ပါပြီနောက်တနေ့မှာကက်ကသူ့ရဲ့မိဘဝိစီတွားလိန်ခဲ့ပြီးတော့သူ့ရဲ့သားဂျမ်းမာပြီးနေကောင်းတာကိုမြင်ရတဲ့အခါမှာသူ့အမေကအရန်ကိုပျော်ရွှင်နေပုံရပါပြီညစာစားနေတော့ကက်ကိုအလုံးနဲ့အိမ်ထောင်ဖက်ရှာဖို့တောင်းဆိုခဲ့ပါပြီ သူ့အမေက "तू မကောင်းတဲ့ဘဝကနေထွက်ပြီးတော့မိသားစုဘဝနေထိုင်ပါစေ"လို့မျှော်လင့်နေခဲ့တာပါ။ကက်ကလည်းပြုံးလိုက်ပြီးအခုလောလောဆယ်တော့အလုံးရှာဖို့မစင်စားသေးပါဘူးလို့ပြောပါရင်းဒါပေမဲ့အကျင့်လင်မရအတွက်တော့သူ့သေးရောက်နဲ့တွေ့နေပါပြီလို့ဝန်ခံပါရင်းညစာစားပြီးရနောက်ဆက်စီကတချိန်လုံးကကက်ရဲ့မိဘအရင်းနေစီကနေပေးပို့ခဲ့တဲ့စာရဆောင်ရှိတယ်လို့ထုတ်ဖော်ပြောပြခဲ့ပါရင်းဒါကကက်သူ့ကိုစွန့်ခွာသွားမှအကြောက်တဲ့အတွက်စာကိုပေးဖို့အတွက်တုံ့ဆုံနေခဲ့တာပါ။ ါပေမဲ့ကက်ကသူတို့ဟာသူ့ရဲ့တခုထဲတော့မိသားစုဖြစ်တဲ့ကြောင်းအာမခံပါလိကက်ဖာစာကိုဖွင့်ဖို့အတွက်ရည်ရွယ်ချက်မရှိဘဲနဲ့ကင်နာခဲ့ပါလိဒါကိုကြားပြီးရနောက်ဒါကပြောရှင်စွာနဲ့ပြုံးခဲ့ပါလိဒါပေမဲ့ဆက်စီကတော့စာဝေကိုဖွင့်ဖို့အတွက်နှခါထပ်စင်းစားဖို့အခြေချင်းအကြံပေးခဲ့ပါလိရဲ့အနေငယ်အကြာမှာကက်ဖာနောက်ဆုံးမှာတော့ဤလင်းကိုချိန်တွေ့ဖို့ရဲစွမ်းတတိမွေးခဲ့ပါလိညစာစားနေတဲ့အချိန်ကက်ကအလုံးမဖြစ်တဲ့လိုမျိုးတင်းမနေပုံရပါလိကန့်ကောင်းတာကတော့ဤလင်းဟာပို့ပြီးတည်ငင်နေပါလိ အီလင်ကသူ့ကိုတကယ်ချစ်တယ်ဆိုရင်ဟိုလီဂန်အဖြစ်လှူရှာမှုတွေကိုရက်ဆိုင်ရမယ်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့မိဘဝေကဟိုလီဂန်တွေကိုလက်မခံတဲ့ရှေယိုဆွဲတဲ့လူတွေဖြစ်ပါတယ်လို့ပြောပြခဲ့ပါလိမ့်။ကက်ဖာဒါကိုကြားပြီးတော့အကြမ်းရိုက်တဲ့လူမျိုးဖြစ်နေပုံရပြီမဲ့အီလင်သူ့ကိုစွန့်ခွာသွားမှာဆွေးနာကြောင်သူ့သဘောတူခဲ့ပါလိမ့်။နေရက်တွေကုန်လွန်သွားခဲ့ပါပြီ။ကက်နဲ့အီလင်ဟာတနစ်လလုံးအတူရှိခဲ့ကြပါလိမ့်။ဒီလိုနဲ့1969ခုနှစ်မှာကက်ကဟူလီဂန်တရားအဖြစ်သူ့ရလှူရှာမှုတွေကိုတော်တော်ကလေးရှော့ရှာခဲ့ပါသေး သူကသူချစ်တဲ့လူနဲ့အချိန်ပိုယူခဲ့ပါလိဒါပေမဲ့တခုတော့ဖြစ်ရကသူ့ကိုကြီးမားတဲ့အကြိုက်ရိုက်မှုစီကြုံတွေ့စေခဲ့ပါလိတနေ့မှာကက်ပ်ကအီလိန်နဲ့အတူသူ့ရဲ့တိုက်ခန်းမှာရှိနေတော့ဖရီမန်ကဒရအကြီးနဲ့ဝင်လာခဲ့ပါလိသူက printer ဖာအလောက်ကနေအိမ်ပြန်လာတဲ့လမ်းမှာပဲအတိုက်ခိုက်ခံရတယ်လို့ချက်ချင်းပြောပြပါလိသူကအာဆင်နယ်ပရိသတ်၃ယောက်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးတော့သူတို့အားလုံးစီမှာဓာဝေကင်ထားခဲ့လို့ printer အတွက်ပြင်းထန်တဲ့တရားဝေဖြစ်စေခဲ့ပါလိ တည်င်းကိုကြားပြီးနောက် cap တို့ရထွက်ပြီးတော့လက်စားရှေ့ရှင်တဲ့ပုံပေါ်ပါရီအီလိန်ဟာ cap ရဲ့အပြောင်းလဲကိုမြင်ရတာစိတ်ဆိုးပြီးတော့ထွက်သွားဖို့ရွေးချယ်ခဲ့ပါရီဒါက cap ကိုဝေဝါးသွားစီခဲ့ပါရီဘာကြောင့်လဲဆိုရင်တစ်ဖက်ကသူ့ရဲ့တငယ်ရှင်တိုက်ခိုက်ခံရပေမဲ့ချက်ချင်းလက်စားမရှိတာကိုဟူလီဂန်အဖြစ်ဝိတ္တတာလက္ခဏာဝေကိုလက်ခံလို့မရပါဘူးမိနစ်အနည်းငယ်ကြာစဉ်းစားပြီးနောက် cap ကနောက်ဆုံးမှာတော့ printed အတွက်လက်စာရှိဖို့ဆုံးပြပါရီ freeman ရရှိထားတဲ့တင်အချက်လက်အရာတိုက်ခိုက်တွေ့ဟာ elendam ကလာနေစွာကိုတိလျရပါရီတခြားတနည်းအားမှာဆိုတော့ elin ဟာသူ့ရဲ့အမျိုးသမီးတင်ငယ်ရှင် linda ကိုဒီပြဿနာအကြောင်းယင်ဖွင့်ခဲ့ပါရီ linda က cap ရဲ့ dora ထွက်တဲ့ဟာပုံမှန်ပဲလို့ထင်ပါရီဘာကြောင့်လဲဆိုရင်သူ့တင်ငယ်ရှင်ကအကြောင်းမဲ့ဘွယ်အတွင်းမှာလည်းမဟုတ်ဘဲနဲ့တိုက်ခိုက်ခံရလို့ပါ linda ရဲ့ရှင်းပြမှုကြောင့် elin ကတော့နည်းနည်းပျော့ပြောင်းသွားခဲ့လို့ကပြတိုက်ခန်းကိုပြန်သွားရအောင်ဆုံးဖြတ်ပါရင် gap နဲ့ ICF တို့ဟာ alien term ကဇာတောက်ဆိုင်လေးတစ်ခုမှရောက်ရှိပြီးတော့ predict ကိုတိုက်ခိုက်ခဲ့တဲ့လူ၃ယောက်ကိုချက်ချင်းပဲရန်နေပါရီး gap ကအရန်ဒိုရထွက်ပုံရပြီးတော့အဲ့ဒီလူတွေကိုတန်တုံးနဲ့အချင်းချင်းရိုက်ခဲ့ပါတယ်ဒါပေမဲ့တိုက်ခိုက်နေတဲ့အချိန်မှာ gap ကသတိမပြုမိပဲနဲ့သူ့ရဲ့ပေါင်ကိုဓာတ်နဲ့ထိုးခံခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ e-link က gap ရဲ့တိုက်ခန်းကိုရောက်ပြီးတော့ချက်ချင်းအထဲကိုဝင်သွားပါတယ် gap အိမ်ပြန်လာတာကိုစောင့်နေတဲ့အချိန်အိမ်ကိုပဲတန်ရှင်ရဲ့လှုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့ gap နဲ့သူ့တငယ်ချင်းတွေလာတာကိုကြားတဲ့အခါမှာသူမကပုန်းနေခဲ့ပြီးသူတို့စကားပြောတာကိုနားထောင်ခဲ့ပါတယ်ပြီးတော့ gap ခြေထောက်အဓာထိုးခံရပြီးရံပွဲကနေပြန်လာတဲ့ဆော်ကိုကြားပြီးတော့ချက်ချင်းကိုဒရွားထွက်သွားခဲ့ပါတယ် ါကိုမြင်တော့သူတင်ရရှင်တယောက်ကချက်ချင်းထွက်သွားခဲ့ပါရီကဲပါသူမကိုစိတ်ငြိမ်အောင်လုပ်ဖို့ကြိုးစားပြီးတော့ဒီရန်ပွဲကနောက်ဆုံးပါပဲလို့ရှင်းပြပါရီငိုရင်းနဲ့ပဲအီလင်းကသူမသူ့ကိုချစ်တယ်သူ့ကိုမကောင်းတဲ့အရာဘာမှမဖြစ်စေရှင်ပါဘူးလို့ပြောပါရီသူမကသူမရဲ့ဝမ်းထက်ကကလေးလေးကိုအဖေမရှိဘဲနဲ့မမွေးစေရှင်ဘူးလို့ပြောပါရီကက်ကဒါကိုကြားပြီးအောင်အံ့ဩတော့ခဲ့ပါပြီမထွက်ခွာခင်အီလင်းကကက်ကိုချက်ချင်းတင့်တော်တဲ့အလောက်ရှာဖို့တောင်းဆိုပါရီ လူမဲတယောက်နဲ့ပြစ်မှုကျွလွန်ခဲ့ဖူးတဲ့လူတယောက်အနေနဲ့ gap အတွက်အလောရှာဖို့ဆိုတာကတော်တော်လေးကိုခဲ့ပါရင်အဲ့ဒီတော့သူဟာဒုလတ်နေပြီးညကလတ်တခုရှိနေတဲ့ race ကိုတတိယသွားခဲ့ပါရင်သူက race ကိုလာခဲ့ပြီးတော့သူ့ရဲ့ကလတ်ဒီမှာလုံရွှဲပေးဖို့ကံလန်ခဲ့ပါရင်ကံကောင်းတာက re ဟာစိတ်ဝင်စားပုံရပြီးတော့မကြခင်မှာပဲကံလန်ချက်ကိုလက်ခံဖို့တဘောတူပါရီသူ့ကိုဆက်သွဲခဲ့ပါရီ ကပ်ကသူ့ငားနဲ့ပထမဆုံးလုံရွှေအဆောင်နေရောက်အဖြစ်သူ့ရဲ့အကောင်ဆုံးတငယ်ရှင်နေရောက်ကိုချက်ချင်းပဲစုဆောင်ခဲ့ပါရီအချိန်ကာလအကုန်လုံးတွားခဲ့တာနဲ့အမျှကပ်ဟာအရင်အိုင်စီယာအဖွဲ့ဝင်အများကိုလုံရွှေအဆောင်နေအဖြစ်စုဆောင်ခဲ့ပါရီကပ်နဲ့သူ့တငယ်ရှင်တွေအလုတ်ဖြစ်နေတော့အင်္ဂလန်မှာဆိုရင်ဟူလီဂန်ဝါဒဟာရေပန်းစားမှုကြဆင်းလာခဲ့ပြီးတော့နောက်ဆုံး90ခုနှစ်အစပိုင်းမှာဟူလီဂန်ဝါဒကရေပန်းမစားတော့ပါဘူးလုံချွေးအနေနဲ့ကက်နဲ့တငယ်ရှင်းနဲ့စွမ်းစုံရီကထူးချွန်ခဲ့ပြီးတော့ရေဟာဒါနဲ့ပတ်သက်လို့ပြောရွှေမာရီ ငါကလည်းဟာချောမွေးစွာလေပတ်နိုင်ခဲ့ပြီးတော့အဲတဲ့ဝေကလည်းလုံးရှုံသူတို့မျိုးခန့်စားရပါတယ်။တည်ငင်တဲ့ဝင်ငွေကကက်ကိုအီလေးနဲ့သူ့ရဲ့သားအတွက်ပျော်ရွှင်တဲ့မိသားစုတစ်ခုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့1992ခုနှစ်မှာကက်နဲ့သူ့မိသားစုကလန်ဒန်တောင်ပိုင်းပန်ဂျီအရက်ကအိမ်အစ်စ်အိမ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီအချိန်မှာအီလေးဟာသူ့ရဲ့ဒုတိယမျိုးကလေးကိုလည်းကိုယ်လွယ်ထားခဲ့ပါပြီးခရစ်စမတ်မှာကက်ကသူ့မွေးစားမိဘဝေကိုအိမ်အစ်စ်မှာပွဲလုပ်ဖို့ဖိတ်ပါတယ်။ တို့အသက်ကြီးလာပြီမဲ့တို့ကအရန်ကိုပျော်ပုံရပါလိမ့်။ဘာကြောင့်လဲဆိုရင်ကက်ကအောင်မြင်တဲ့လူငယ်တယောက်ဖြစ်လာပြီးပျော်ရွှင်တဲ့မိသားစုရှိတာကိုမြင်ရလို့ပါ။ပျော်ရွှင်တဲ့ဘဝအကြအထက်မှာအစစ်အမှန်အန်ဒီရဲ့တခုဟာတို့ရဲ့နောက်ွယ်မှာချောင်းနေခဲ့ပါလိမ့်။တစ်ချိန်ကကက်ရဲ့တိုက်ခိုက်ခံခဲ့ရတဲ့အာဆင်နဲ့အားပေးသူတယောက်ဟာအီလီတန်ကဘီယာဆိုင်တခုမှာအလုံးလုံးနေတဲ့ကက်ကိုတွေ့ရှိခဲ့ပြီးတော့သူရဲ့စန့်ကျင်တဲ့မကောင်းတဲ့အရာတခုကိုစီစဉ်ခဲ့ပါပြီ1993ခုနှစ်အစောပိုင်းမှာဆိုရင်ကက်ကကလပ်ကိုရောက်ခါစမှာပဲစောင့်ကြပ်ဖို့ပြင်ဆင်နေတော့ သူဟာတခြားလုံရွှေအဆောင်တယောက်နဲ့စကားပြောနေတော့မှပဲလူတစုကရှီကပ်လာပြီးတော့သူ့ကိုတနတ်နဲ့ပြစ်ပါရီကန်ကောင်းတာကသူနဲ့အတူရှိနေခဲ့တဲ့လုံရွှေအဆောင်နှစ်ယောက်ဟာသူ့ကိုချက်ချင်းဇေယုံပို့လိုက်လို့ကပ်ကအသက်ရှင်လက်ကြံရိတ်ခဲ့ပါရီဒန်ယာဝီကြောင့်ကပ်ဇေယုံမှာကုတမှုခံယူရပြီးတော့ခံမှန်းရှိအဖြစ်နလလောက်အပြည့်ဝနားလိုက်ရပါရီဇေယုံကနေစင်းခွင့်ရပြန်တော့သူ့တငယ်ရှင်တွေကသူ့စီကိုလာလေကြပါရီသူ့အနေနဲ့လက်စားရှိရှိနေဆိုတော့အကူအညီပေးဖို့အတွက်ကန်လန့်ခဲ့ပါရီရေကကျူးလွန်သူကိုချက်ချင်းချေရခံမယ်လို့ကတိပေးခဲ့ပါရီ ကက်ကစိတ်ရှုပ်ထွေးထွားခဲ့ပြီးတော့တိကျတဲ့အဖြစ်မှပေးနိုင်သေးပါဘူး။ရက်တပတ်အနည်းငယ်လောက်ကြာပြီးတော့ကက်ရဲ့အခြေအနေတိတိတပြန်ကောင်းလာပြီးမဲ့သူအခုထိနားနေဖို့လိုအပ်နေတယ်ပါရင်း သူ့ကိုသူ့အဖေတယောက်ထဲလာလိုက်ခဲ့ပါတယ်။ဒါကကက်ကိုသူ့အမေဘဲမှလဲဆိုပြီးသိရှင်စေခဲ့ပါတယ်။ဝမ်းနေစွာနဲ့ပဲအဖေဖြစ်သူကသူ့အမေကွယ်လွန်သွားပြီလို့ပြောပြပါတယ်။ဒါဟာမျောလင့်ထားတဲ့အတိုင်းပဲကက်ကိုနာကျင်စေခဲ့ပါတယ်။မကြခင်မှာပဲကက်ဟာဝမ်းနေကြောင်ပန်းစီတစ်ခုပေးပို့ခံခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုစိတ်မကောင်းဖြစ်စေခဲ့တာကဘန်းဒီမှာလောင်ပြောင်းတဲ့မက်ဆေ့နဲ့ဂျီဆန်300ရဲ့ဓာတ်ပုံတွေပါလာခဲ့လို့ပါ။ ကက်ပီယတော်ရောဟာလက်စားရှိလို့စိတ်နဲ့သူ့ရဲ့စိတ်ကိုပြည့်စည်ခဲ့ပါရင်အတူပါအပီမာရီကကက်ပစီကိုလာပြီးတော့လက်စားရှိမှုအကြောင်းထပ်မေးပါရင်ဒီတစ်ခါမှာတော့အရာအလုံးကသူ့နီလန်အတိုင်းလုတ်တွေ့ကက်ဖာတဘောတူခဲ့ပါရင်ရီကသူ့စီကနေတရင်ကိုစောင့်ပါလို့ပြောခဲ့ပါရင်ဘန်းနေကြောင့်သာမဟုတ်ဘဲနဲ့ကက်ဖာတယ်လီဖုန်းကနေလည်းချင်းချောက်ခံရပါရင်ဒါကကက်ကိုတော်ရထွက်ပြီးတော့လက်စားရှိဖို့ပြင်းထန်လာခဲ့ပါရင်သူ့တော်ရကိုမထုတ်ရသေးလို့သူဟာတိတ်ဆိတ်ပြီးစိတ်ဆိုးတတ်သူဖြစ်လာခဲ့ပါရင် ရအနေငယ်ကြပြန်တော့ရဲရရှိနှစ်ယောက်ကတခါခေါက်ပြီး gap ကိုတနတ်နဲ့ပြည့်တဲ့လူရဲ့ပုံတရံဒါမှမဟုတ်အချက်လက်တွေအကြောင်းမေးခဲ့ပါလိဒါကို gap ကတနတ်ပြည့်သူအကြောင်းဘာမှမသိဘူးလို့ဖြစ်ပါလိဒီပြိပခါကမိသားစုဒါသတာဖြစ်မှုကိုထိခိုက်စေခဲ့ပါလိကစားစရာကာလီဝေနဲ့ပျော်ပျော်ရွှင်ကစားနေတဲ့သူ့ရဲ့သားကိုကာလီဝေရဲ့အတန်ကသူ့ကိုစိတ်ငြိစေလို့ရုတ်တရက်အော်ဟစ်ခဲ့ပါလိဤလင်းကဒါကိုစိတ်ပြတ်ပြီးတော့ gap ကိုတည်တည်ငြိမ်စဉ်းစားဖို့ပြောခဲ့ပါလိဒါကအမှန်တကယ် gap ကိုတော့ထွက်စေခဲ့ပြီးတော့နောက်ဆုံးမှာဤလင်းကသူ့ကလေးဝေကို လင်ဒါရဲ့အိမ်စီထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါရင်သူကကက်ကိုတတိပေးတာကတော့သူသာသူ့ရဲ့အန်ဒီရဲ့ဖြစ်စီမဲ့အရာဝေးကိုလှုပ်ဖို့ဆုံးဖြတ်မယ်ဆိုရင်သူမကကွာရှင်းတော့မယ်လို့ပြောပါရင်မတိမငယ်ဖြစ်နေခဲ့အခြေအနေနဲ့အိမ်မှာတယောက်တည်းနေရတာကကက်ပြည့်အခြေအနေကိုစိုးစိခဲ့ပါရင်သူကစိတ်ကိုရစပြုလာခဲ့ပြီးတော့သူ့ကိုပြစ်ခဲ့တဲ့လူကိုမန်ထဲမှာမြင်ရလို့သူ့ရဲ့အခန်းထဲမှာရှိတဲ့အမှန်ကိုခွဲပြပါရင်သူ့ရဲ့အိမ်ထောင်ဖက်ကထွက်သွားပြီးတော့ရဲ့အနေငယ်ကြပြန်တော့ရေးက နောက်ဆုံးမှာကက်ကိုဆက်သွယ်လာခဲ့ပြီးသူတို့ဟာကက်ကိုပြစ်ခဲ့တဲ့လူအားရှာဖို့အတွက်အပြေလွှာတွားခဲ့ကြပါရီကက်ကအကောင့်တစ်ခုအပါဝင်သပင်အပြေပါတဲ့အိတ်ကိုယူလာခဲ့ပါရီအဲ့ဒီအခါမှာအီလင်းကနောက်ဆုံးမှာကက်ကိုခွစ်လို့ပြီးတော့သူ့ရဲ့ကလေးနှစ်ယောက်ကိုအိမ်ပြန်ဖို့ပြောခဲ့ပါရီသူအိမ်ထဲကိုဝင်လာတဲ့အခါသူမကအိမ်ဟာဗလာဖြစ်နေပြီးရှုပ်ပွားနေတာကိုတွေ့ရပါရီတခြားတဲ့နေရာမှာကက်နဲ့သူ့ရဲ့အုပ်စုကကက်ကိုပြစ်ခဲ့တဲ့လူရှိတဲ့ဘီယာဆိုင်ကိုရောက်ရှိခဲ့ပါရီရေးရဲ့လူတွေကအချက်ချင်းအကောင့်ကိုထုတ်ခဲ့ပြီးတော့ကက်ကပန်းစီတစီယူဆောင်ခဲ့ပါရီ ရေကအထဲဝင်ပြီးတော့လူဝေကိုသူ့ရဲ့တနတ်နဲ့ချင်းချောက်ခဲ့လို့အဲ့ဒီမှာရှိတဲ့လူဝိုင်းကကြောက်ရွံ့ပြီးတိတ်ဆိတ်သွားခဲ့ပါရင်ကက်ကအထဲကိုဝင်ပြီးတော့သူ့ကိုပြစ်ခဲ့တဲ့လူအားပန်းစီပြီးခဲ့ပါရင်မကြခင်ရေကကက်ကိုတနတ်ပေးပါရင်ကက်အနေနဲ့အဲ့ဒီလူရဲ့ဘဝကိုအဆုံးသတ်နိုင်စေဖို့ပါသူကခလုတ်ကိုဆွဲလိုက်ရုံနဲ့အရာအလုံးအဆုံးသတ်နိုင်ပါရင်ဒါပေမဲ့သူဟာကြာရှည်စွာတိတ်ဆိတ်နေခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့ရွယ်ချက်ကိုဆွတ်လို့ဖို့ဆုံးပြပါရင်သူကအတိအတွက်ထောင်ထဲတွားဖို့အဆင်သင့်ဖြစ်နေပေမဲ့လေသူ့ရဲ့အိမ်ထောင်ဖက်တဲ့ကလေးနှစ်ယောက်ကတော့ ဘယ်တော့မှအဆင့်တစ်ဖြစ်မှာမဟုတ်ဘူးဆိုတာသူတဘောပေါက်ခဲ့ပါရင်ထောင်ထဲမှာတင်းဆဲခံခဲ့ရတဲ့ဇုတ်ဟာ2000ပြည့်နှစ်ဧပြီလမှာတော့နောက်ဆုံးထုတ်ဝေနိုင်ခဲ့ပါရင် gap ကသူ့ရဲ့ဝါသနာဖြစ်တဲ့အစာရေးတာကိုဆက်လက်လှုံ့ဆော်ခဲ့ပြီးဇုတ်ရှုပ်ရေးခဲ့ကထုတ်ဝေရေးကုမ္ပဏီတစ်ခုဖွင့်လှစ်နိုင်ခဲ့ပါရင် gap နဲ့ e-link တို့ကအဖြစ်ပြက်ဖြစ်ပြီးတော့ပျော်ရွှင်စွာနဲ့လက်ထပ်ထားဆဲပဲဖြစ်ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ